်အယ်မွန်တင်နော်ခေါ်တဲ့ခဒီမခေါ်ချင်းချင်းအတိမတ်ပြုတ်ချင်းချင်းမပြုတ်ချင်းချင်းအမဒီအယ်မွန်တဲမဲ့ခုနမင်းကဆယ်မွန်တင်းလို့ခေါ်လိုက်တယ်ချစ်လို့စတာအမမကြိုက်ဘူးလေအမနာမည်ရှိတယ်လေဟုတ်လားမင်းတို့လည်းချစ်လို့စမယ်ကွာအခုမင်းက n sin ထက်ဟုတ်တယ်လားတားနာမည်ကကဲတားကိုဟိတ်ကောင်စအို sin ထက် e နဲ့ sin ထက်ချစ်လို့စတာပါကွာမင်းကလည်းချစ်လို့ခေါ်တာပါကွာလူတော်ထဲမှာခေါ်မယ်ကြိုက်တလားမကြိုက်ဘူးလေ အမခုပြောတဲ့လိုမျိုးပေါ့ဘလောက်ယဉ်နီယဉ်နီလူဟာ respect ထားရမယ်ချစ်လို့ပဲခေါ်ခေါ်ငါကတော့ခေါ်လို့ရတယ်လို့ပဲခေါ်ခေါ်အမဘယ်တော့မှမခေါ်ဘူးအမအခုပြောပါအောင်လားတမီးဆိုးနဲ့အမနဲ့အရင်ယဉ်နီတယ်တမီးဆိုးကိုတနိုင်ငံလုံးကပေးထားတဲ့ nickname တွေတနိုင်ငံလုံးသိတယ်အမပြောစရာမလိုဘူးအမဘယ်တုံးကမှသူ့ကိုမခေါ်ခဲ့ဘူးဘာဖြစ်လို့လဲသိလား respect အမသူ့ပေါ်မှာထားတဲ့ respect ညီမလေးအမခေါ်ရင်ရတယ်လေအမနဲ့အရင်ယဉ်နီတယ်လေဟုတ်လားစိတ်ဆိုးမှလည်းမဟုတ်ဘူးဒါပေမဲ့ စိတ်ဆိုးသည်ဖြစ်စေမဆိုးသည်ဖြစ်စေဘသူမှမကြိုက်ဘူးဒါမျိုးဆိုတာသူများမကြိုက်တဲ့ကိစ္စစိတ်ထင်းကနေသူများမကြိုက်တဲ့ကိစ္စအမမလုပ်ဘူးငါကတော့ယင်းကြီးလို့ချစ်စနိုးနဲ့ခေါ်တာပဲအမမခေါ်ဘူးသူ့ကိုသူ့ရဲ့တကင်းကိုဖြစ်တည်မှုအတိုင်းကိုပဲအမကသူ့ကို appreciate လုပ်တယ်ဒါအမရဲ့ဒါဒါထင်ရှားတဲ့ဥပမာကိုပြောပြတာနာမည်တော်အမမခေါ်ဘူးညီမလေးညီမလေးကိုထက်လဲငယ်လို့အမဒီလိုပဲခေါ်တယ်အဲ့တော့ ဘာမှတော့မဟုတ်ဘူးဒါတွေရလေเนาะဘာမှတော့မဟုတ်ဘူးဒါပေမဲ့ဆိုရှယ်မှာအရင်အရေးပါတယ် communicate လုပ်တာတယောက်နဲ့တယောက်နဲ့ဆိုရှယ်မှာ communicate လုပ်တဲ့နေရာမှာအရင်အရေးပါတယ်ဆိုတော့တူတူကိုကိုလေးမကြိုက်ဘူးလို့တော့မပြောပေးမယ်စိတ်ထဲမှာဖုတ်သွားမယ်မကြိုက်ဘူးလို့တော့အားနာလို့မပြောပေးမယ်စိတ်ထဲမှာမကြည်နပ်ဘူးဖြစ်သွားမယ်အဲ့ဒါဆိုရှယ်နော်ဒါကြောင့်မလို့သူများ nickname ဆိုတာလက်လွတ်စပင်းနဲ့မခေါ်ရဘူးဒါအမဆို nickname မဟုတ်ဘူး နော်အမနာမည်လည်းမဟုတ်ဘူးဒါပေါပန်လေးစေဒီတိုင်းမှာဖြစ်တဲ့ဟာလူတွေကလေလိုက်ပြီးတော့ဆယ်မွန်တင်းဆယ်မွန်တင်းဆယ်မွန်တင်းနဲ့ဟုတ်လားဆိုတော့အမကတော့ဘာမှမဖြစ်သွားဘူးအမလက်ရှိရက်တီနေရာဒီအမအယ်မွန်တင်းအမနာမည်အယ်မွန်တင်းဟုတ်လားဒါဆိုရင်ဆယ်မွန်တင်းလို့ဘာဖြစ်လို့ခေါ်တာလဲချစ်လို့ခေါ်တာမဟုတ်ဘူးနာမည်ရှိရလေနာမည်ချစ်တယ်ဆိုလို့ရှိရင်မအယ်မွန်တင်းကြီးခေါ်လို့ရတယ်လေမမတင်းကြီးခေါ်လို့ရတယ်လေဟုတ်လားဒါဆိုချစ်လို့တော့မဟုတ်ဘာဖြစ်လို့လဲဒါဆိုရင်သူများတယောက်ရဲ့နာမည်ကောင်းတဲ့နာမည်မဟုတ်ဘူးလေ အတားဆိုအမရဲ့အမကိုရွှေမင်းသမီးလေးစိန်မင်းသမီးကြီးစိန်ဘယင်မကြီးအခုခေါ်နေကြစိန်ဘယင်မကြီးလို့ခေါ်ပါလားချစ်လို့လေဘာဖြစ်လို့မခေါ်တာလဲကောင်းတာနဲ့မကောင်းတာဆိုမကောင်းတာကိုပဲလူတွေကအငုံစိအိယာမွေလျော်တဲ့သဘောရှိတယ်ဒါကြောင့်မလို့ဆယ်မွန်တင်းလို့ကြော်ဝင်းမာဝါလာပြီးပြောလိုက်တဲ့ဟာမှာအဲ့ဒီဟာကိုပေါက်မြောက်ပြီးလူတွေကဟာဒါဆိုရင်တော့ချိုးဖဲလိုက်တာဒါဆိုရင်တော့နှိမ်နှင်းလိုက်တာဒါဆိုရင်တော့ throw တာဆိုတစ်ချိန်လုံးဆယ်မွန်တင်းလိုက်လို့ဒါ throw တာလေစိန်ဘယင်မကြီး diamond queen အမနာမည်ကြီးနေတာ ချစ်လို့ဆိုခေါ်လေစိန်ပင်မာကြီးဒိုင်းမွန်ကွင်းမမဒိုင်းမွန်ကွင်းမမစိန်ပင်မာကြီးခေါ်ပါလားဘာဖြစ်လို့မခေါ်တာလဲချစ်လို့လေဒါကြတော့အရန်ဖုံးတော်ဖွဲတဲ့ဟာဆိုတော့ဖုံးတော်မဖွဲခြင်းမူမတိစိတ်ကဆယ်မွန်တင်းလဲဆိုလဲဆိုတော့ဟာဆယ်မွန်တင်းဆယ်မွန်တင်းနဲ့လိုက်ပြီးဆယ်မွန်တင်းညတာ due to respect တယောက်နဲ့တယောက်နဲ့အမတို့ဟာလူမှုဆက်ဆံရေးမှာသူများမကြိုက်တဲ့ဟာဆိုမလုပ်ရအောင်သူများမကြိုက်တဲ့ဟာဆိုမပြောရအောင်နောက်တစ်ခါ public ကြီးမှာ နော် public ကြီးမှာလူတယောက်ရဲ့နာမည်ကိုလက်လွတ်စပယ်နဲ့မဖြတ်စည်းရဘူးလူတယောက်ရဲ့နာမည်ကိုလက်လွတ်စပယ်နဲ့အဲ့လိုမျိုးမလုပ်ရဘူးအဲ့ဒါလူမှုရေးကျင့်ဝတ်ရဘယ်မှာမှတော့မပြထန်းထားဘူးဒါပေမဲ့ social မှာအရင်ထိခိုက်တယ်နော်ဒါကြောင့်ကျမလေးဒီနေ့ဒီချိန်ထိဘယ်လောက်ပဲရင်းနှီးရင်းနှီးသူများကို သူများသတ်မှတ်ထားတဲ့သူများကြိုက်နေတတ်တဲ့သူများသူ့ကိုယ်သူအာတမောက်ထားတဲ့နာမည်ကိုပဲကျွန်မခေါ်တယ် ဘယ်တော့မှ nickname နေဘယ်တော့မှချစ်လို့မလို့ဘယ်လိုတွေကျမဘယ်တော့မှမခေါ်ဘူးဒါကြောင့်လူတယောက်ဆိုရင်ကျမလေနာမည်ခေါ်ပြီးစကားပြောတာတော့ခဲရင်းတယ်အမတန်တီဆိုရင်မမရင်အမလို့တော့မခေါ်ဘူးမမရင်ညမတန်တီဆိုရင်ညမလို့တော့မခေါ်ဘူးညမလေးတမီးတမီးလေးတာတမီးတာနာမည်တော့ကျမမခေါ်ဘူးဘာဖြစ်လို့လဲဆိုပို့ပြီးတော့မှပို့လိုက်ဖြစ်အောင်ပို့ပြီးတော့မှဝမ်မလီဖြစ်အောင်လို့မလို့ကျမလေလုံးဝချစ်ခင်စွာနဲ့နှွေးထွေးစွာနဲ့ကျမအဲ့လိုအခေါ်ပြောမျိုးကိုခေါ်ခေါ်တယ် ိုတက်ကြီးတဲ့သူတွေဆိုရင်လည်းအမဆိုရင်တော့မှနည်းနည်းလေးပြတ်တက်တက်ကြီးဖြစ်နေသေးတယ်မမရင်လေးစားမှုယူတည်မှုချစ်ခင်မှုတွေပါတယ်အငယ်တွေဆိုရင်လည်းညီမလေးညီမလို့တော့မခေါ်ဘူးညီမလေးနှွေးထွေးမှုတွေမေတ္တာတရားတွေပါတယ်နော်ဒါကြောင့်မလို့ဒါဟာလေအရန်တတိထားရမယ်နော်ကျမတို့မြန်မာဆိုရှယ်မှာလေအရန်အဲ့ဒီကိစ္စကလေသူများနာမည်ကို throw ရဲ့ကိစ္စကလေတအားဆိုးတယ်နော်ဆိုတဲ့ခါကျ ထရိုးခံရတဲ့သူဘာဖြစ်သွားလဲဘာမှတော့မဖြစ်သွားဘူးဒါမဲ့သူ့နဲ့ဆိုရှယ်လုပ်တဲ့ချိန်မှာတဖက်လူခံရတဲ့သူဟာစိတ်ထဲမှာအမြင်မကြည်မှာတော့တေးကြတယ်ဟုတ်လားနော်အဲတမီးတော်ကချစ်လွန်းလို့ချစ်တည်တယ်လို့ခေါ်တာဟုတ်တယ်လားကျွန်မပြောရရင်ဟိုအကောင်းနဲ့အပြုတ် positive ဟာတွေအများကြီးရှိပါတယ်ဒါပေမဲ့ positive ကိုလူတွေကမသွားဘူးနော် negative ကိုလူတွေကသွားတယ်ဟုတ်လားဆိုတော့ကျမဆိုလေဘယ်တော့မှသူများ nickname ကျမဘယ်တော့မှမခေါ်ဘူး ဒါကျမလူတွေပေါ်မှာထားတဲ့ respect နော်အဲ့ဒါလေးကိုတတိထားဖို့အတွက်ပြောပြတာနော်ဆိုတော့ကြိုက်သလားလို့ကျမကလာပြောမကြိုက်ဘူးကျမနာမည်မဟုတ်ဘူးနော်ကျမမကြိုက်ဘူးကျမကလာမခေါ်နဲ့ကျမ salmon thin ကျမကလာမခေါ်နဲ့ကျမမကြိုက်ဘူးလုံးဝမကြိုက်ဘူးယင်းနေတဲ့သူကခေါ်တာလည်းမကြိုက်ဘူးမယင်းနေတဲ့ခေါ်တဲ့လူကခေါ်တာလည်းမကြိုက်ဘူးအားနာလို့မပြောပေမဲ့စိတ်ထဲမှာအထင်သေးစိတ်တော့ဖြစ်တယ်ငါမကြိုက်ဘူးလို့ပြောတာကိုတည့်ရဲသားနဲ့ဆက်ပြီးခေါ်တယ်ဆိုရင်ဒီလူကိုတိတ်အထင်သေးတာပဲဆိုရဲစိတ်တော့ဖြစ်တယ်ကျမတို့ကလူတယောက်မှမကြိုက်ဘူးလို့သိတယ်ဆိုရင်ဒီလူပေါ်မှာ respect ထားရမယ် နော် तू ဟာမကြိုက်ဘူးဆိုငါခေါ်လဲကြိုက်မှာမဟုတ်ဘူးရှင်းနေတာပဲလေအဖင်ကဟုတ်လားဘာဖြစ်လို့လဲဆိုတော့ကျမတို့ရက်တီနေတဲ့နာမည်ရှိတယ်မိမွေတိုင်းဖမွေတိုင်းနာမည်ရှိတယ်နဲ့သူများလူတယောက်ရဲ့နာမည်ကိုဖျက်လို့ဖျက်စီးနေလွယ်လွယ်ကူကူနဲ့မဖျက်စီးရဘူးဒါကြောင့်ကျမကလေကျမတို့ရင်းနှီးတဲ့ဆယ်လီတွေအများကြီးရှိတယ်ဆယ်လီအများကြီးပဲကျမတို့ဒါအကုန်လုံးတည်နေကြတာဆယ်လီတွေအများကြီးဘယ်ဆယ်လီရဲ့ nickname မှာကျမသွားမခေါ်ဘူးညီမလေးတာသမီး ဒီလိုပဲကျွန်မခေါ်တယ်တတိထားဖို့နော်ကျွန်မကိုလည်းလာမခေါ်နဲ့ကျွန်မမကြိုက်ဘူးဟုတ်ပြီလားကျွန်မလည်းသူများကိုမခေါ်ဘူးနော်ဒါကျွန်မတို့လူမှုဆက်ဆံရေးမှာအရင်အရေးပါတယ်နော်ကျွန်မတို့ဒီဘယ်လိုပဲဖြစ်ဖြစ်လက်ရှိအောင်မြင်နေတဲ့သူရဲ့လက်ရှိဘဝရဲ့လက်ရှိအခေါ်အဝေါ်ကိုပဲကျွန်မတို့လေးစားမှုရှိရမယ်အဲ့ဒါလူချင်းဝက်နော်ဟုတ်လားကျမပြောတာထောက်ခံလားပိတ်တက်ကြီးထောက်ခံလားကျမပြောတာ 好看啦。 ဟုတ်လားပိအိတ်တကြီးဟုတ်လားနော်ဆိုးတယ်နော်ညီမညီမလူမျိုးတွေကဆိုးတယ်စတာပါစတဲ့ဟာစလို့မရဘူးဒါကဒါကစစတဲ့အခေါ်မှာမဟုတ်ဘူး public မှာနော် public မှာစလို့မရဘူးဒါသားတို့လူလုပ်ဖို့တွေအများကြီးရှိသေးတယ်သိရအောင်လို့ပြောပြထားတာနော်လူလုပ်ဖို့တွေအများကြီးရှိသေးတယ်နော် စเสียရမလို့ဘူးဟုတ်တယ်လားဒူလည်းမခေါ်ဘူးသူ့ကိုမှဒူလည်းမခေါ်ဘူးဒူခေါ်တာလည်းဒူမကြိုက်ဘူးဒူကဘာဖြစ်သွားလဲဆိုဘာမှတော့မဖြစ်ဘူးဖြစ်လို့ပြောတာမဟုတ်ဘူးဒါဟာဒီပေါ်မှာမူတည်ပြီးတော့မှအဖြေထုတ်ပေးတာနော်သူသူကိုကိုမကြိုက်ကြဘူးဆိုတာကိုပြောပြပေးတာ နော်သူသူကိုကိုမကြိုက်ကြဘူးဆိုတာကိုပြောပြပေးတာကိုချင်းစာစိတ်ရှိအောင်လို့မလို့ပြောပြပေးတာတို့ကတော့အလုံးလည်းမရောသွားဘူးအရင်လေတို့ဆယ်မွန်တင်းလာခေါ်လို့လေတို့ကအလုံးလည်းမရောသွားဘူးအရင်လည်းမရောသွားဘူးနော်အောင်မြင်မှုလည်းမရောသွားဘူးလူတွေတို့ကိုချစ်တယ်ချစ်တဲ့အားလည်းမရောသွားဘူးဒါပေမဲ့ကျမတို့ဒီ social မှာဒီလိုမျိုးဟာမလုံရဘူးကျမငြိမ်ခံနေလိုက်ဒီအပြုတ်ကိုမှန်တယ်လို့ထင်သွားမယ်ဒါကြောင့်မလို့ငြိမ်မခံမင်းနဲ့ပြောပြတာ နော်ငြိမ်ခံလိုက်လို့ရှိရင်ဟာဒီပြုမူကမှန်တယ်ဒီလိုမျိုးပြောလို့ရပါတယ်ဒီလိုမျိုးလုံးလို့ရပါတယ်ဟာဒီလိုဘာမှဖြစ်ပါဘူးအဲသိလားခေါင်းလေးတိုးပြစေခြေလေးဝင်ပြစေဒီလိုမျိုးဖြစ်မယ်ဒါကြောင့်ငါမကြိုက်ဘူးဆိုတာကိုပြောပြတာနော်ဆိုတော့ဒီလိုမျိုးကမလုံရဘူးဒီလိုလောက်တာဟာဒါဟာအထင်သေးစရာကောင်းနေဆိုတာကိုသိအောင်လို့ပေါ်လွင်အောင်လို့မျိုးပြောပြတာဘာဖြစ်တယ်လဲဆိုရင်တော့ဘာမှမဖြစ်သွားဘူးနော်ဘာမှမဖြစ်သွားဘူးဟုတ်လားငြိမ်ခံလိုက်ရင် ကမွန်းတက်တော့မှာလေအဲနာမည်တွင်တော့မှာလေမူရင်းနာမည်ပျောက်တော့မှာလေသိလားမူရင်းနာမည်ပျောက်တော့မှာလေလက်မခံဘူးနော်ခေါ်လင်းချစ်တယ်ဆိုစိန်ပြင်မာရင်ဟုတ်လားချစ်တယ်ဆိုခေါ်လင်းစိန်ပြင်မာရင်ကျမ ChatGPT မှာမေးလိုက်ရင်တော့ Elmon Tan ဟာ Diamond Queen ဆိုတဲ့နာမည်နဲ့ကြော်ကြားပါတယ်ဆိုပြီးတော့မှရေးတယ် ChatGPT ကသိလား Diamond Queen စိန်မင်းမာကြီးဆိုတဲ့အမည်နဲ့အောင်မြင်ကြော်ကြားပါတယ်ဆိုတဲ့ဟာမျိုး AI ကတောင်မှသိတယ်ဟုတ်လားခေါ်လေးစိန်မင်းမာကြီးလို့နော် Diamond Queen လို့ခေါ်လေးချစ်တယ်ဆိုရင်ဟုတ်လားဒါချစ်တယ်ဆိုရင်ကျမရဲ့ဂုံလေးကျမရဲ့ image လေးကျမရဲ့ signature လေးဒီဟာဒီဟုတ်တယ်လား စိန်ဘီယမာကြီးဆိုတာလေဒိုင်မွန်ကွင်းဆိုတာစိန်လောကမှာကျမတယောက်ပဲရှိတယ်ခေါ်လေချစ်တယ်ဆိုရင်အာမမရေစိန်ဘီယမာကြီးရေခေါ်လေဟုတ်လားကြိုက်ဘူးနောက်တစ်ခါဆယ်မွန်တင်ခေါ်တဲ့သူ is a visa ဝီတန်တိုက်ပြင်မယ်နော် ပထမတစ်ချိန်ပွားချမယ်လို့ပြောတာပြီဒီတခါသတင်းဆွဲပြီးကြမ်းတိုက်ပြင်မယ်နော်အဲ့ဒါမှမခေါ်ရအောင်ကျမမဟုတ်ဘူးဘု து အမအဲ့လိုမျိုးတွေမခေါ်ရအောင်နော်